ကျမတို့မှာစိတ်ကြကြစရာအချိန်တွေငငယ်တုန်းကရှိသလိုအခုချိန်မှာလည်းရှိတာပဲအနှောက်အယှက်အဖြက်စီးဆိုတာရှိတာပဲနေ့စဉ်မဟုတ်တောင်မှလစဉ်မဟုတ်တောင်မှမကြာခဏတွေ့တာပဲစာအုပ်လေးတအုပ်ရှိပါတယ်အဲ့စာအုပ်ကလေးကမောင်စုရှင်ရေးတဲ့စာအုပ်ပါပါလေးပါဖတ်ကြည့်စေချင်ပါတယ် ကျွန်မအသက်ကြီးတဲ့အခါမှာအဲ့စာအုပ်ကိုကျွန်မဝယ်ထားပါတယ်။ကျွန်မတို့မှာစိတ်ကြကြစရာအချိန်လေးငငယ်တုန်းကရှိသလိုအခုချိန်မှာလည်းရှိတာပဲ။အနှောက်အယှက်အဖြက်စီးဆိုတာရှိတာပဲ။နေ့စဉ်မဟုတ်တောင်မှလစဉ်မဟုတ်တောင်မှမကြာခဏတွေ့တာပဲ။တစ်ခါတစ်ခါမှငိုရလောက်တဲ့အထိဝမ်းနဲ့ကြေကွဲစရာတွေဆုံးရှုံးမှုတွေမအောင်မြင်မှုတွေ ဆုံးရှုံးနေဆိုတာတယောက်ယောက်ကိုဆုံးရှုံးရတာမျိုးအမေကိုဆုံးရှုံးလိုက်ရတာမျိုးအဖေကိုဆုံးရှုံးလိုက်ရတာမျိုးဒါအပြင်ကိုလှုပ်တဲ့အလုပ်တဲတဲရေသွန်တကဲ့သို့ဝုန်းငနေဖြစ်သွားတာမျိုးအဲ့ဒါမျိုးတွေလည်းအများကြီးရှိတယ်အဲ့လိုရှိတဲ့အတွက်ကျမတို့ကထက်ခါထက်ခါကိုကိုကိုခွန်အားတက်အောင်လုပ်ရပါတယ်ကျမကိုခွန်အားပေးတာစာပေးပါအဲ့ကြောင့်အဲ့စာအုပ်အထူးသဖြင့်အဲ့ဒီစာအုပ်ကိုကျမဘေးနားမှာအမြဲထားပါတယ်အဲ့ဒါလေးကိုကျမမျှဝေပေးခဲ့ခြင်းပါတယ်အဲ့စာအုပ်ကလေးရဲ့နာမည်က ပင်လဲပြားနဲ့တငါအိုးတဲ့နော်ပင်လဲပြားနဲ့တငါအိုးအင်္ဂလိပ်လိုကြတော့ the old man and the sea old man ဆိုတာလူအိုးပေါ့နော်လူအိုးနဲ့ the sea ဆိုတာပင်လဲနော်လူအိုးနဲ့ပင်လဲပေါ့နော်အဲ့ဒါကိုဆရာမောင်စုရှင်ကဘာသာပြန်လိုက်တဲ့ခါကျတော့ပင်လဲပြားနဲ့တငါအိုးတဲ့အဲ့ဒီစာအုပ်ကလေးကပါပါလေးရဲ့အဲ့ဒီစာအုပ်ဒီကျမအတွက်အခုချိန်မှာစိတ်တက်ကြနေတဲ့သူကိုစိတ်တက်တင်ပေးတဲ့စာအုပ် ်တင်ပေးတာဘလို့လဲဆိုတော့တချို့စာအုပ်တွေရှိတယ်ကိုကိုကို self esteem မြင့်အောင်လို့နော်ငါလုပ်ရင်ဖြစ်ရမယ်ဆိုတာမျိုးအဲ့လိုမျိုးစာအုပ်တွေလည်းရှိတယ်ဒီစာအုပ်ကအဲ့ဒါမျိုးမဟုတ်ဘူးလောကရန်ကိုနားလည်အောင်လို့တင်ပေးတဲ့စာအုပ်ဇက်လိုက်ကဒီထဲထဲမှာဇက်လိုက်က3ရောက်ပါတယ်3ရောက်တယောက်ကအဖိုးအိုတော်တော်အိုနေပြီအဖိုးအိုနော် သူကတသက်လုံးမှာတငါပဲလှုပ်လာခဲ့တာငါဖန်ရင်းကနေအသက်မွေးလာတဲ့ဘိုးနေရာဒေသကဘယ်နေရာလဲဆိုတော့ကျူးပါနိုင်ငံတိလားကျူးပါနိုင်ငံပတ်ဝန်းကျင်မှာရှိနေတဲ့ပင်လယ်ကမ်းဆက်ကတငါရွာလေးနော်အဲ့ဒီရွာလေးမှာအဖိုးအိုသူသည်ငငယ်တုန်းကတည်းကအခုချိန်တိအောင်တငါလုပ်ငန်းနဲ့ပဲအသက်မွေးလာခဲ့တာအဲ့တော့အဲ့ဒီတငါလုပ်ငန်းမှာသူသည်အရင်တော့ကတော့အောင်မြင်တယ်အဲ့ဒီရက်အဲ့ဒီပိုင်းအဲ့ဒီဝိတ္ထုရေးတဲ့အချိန်တုန်းကအဲ့ဒီဝိတ္ထုရဲ့ဇက်တီတဲ့အချိန်တုန်းက ငါဖမ်းမမိလို့စိတ်တက်ကြနေတဲ့အချိန်ဘလောက်ကြည့်ငါဖမ်းမမိဘူးလေကျမတို့တငါတွေကငါ့ကိုဒီနေ့သွားဖမ်းတယ်။အော်ပင်လယ်သီးသာရောက်သွားရောငါတကောင်းမှမမိဘဲနဲ့ပြန်လာခဲ့ရတဲ့ရက်တွေရှိတာပဲ။အဲ့ဒီလိုပဲနောက်တစ်ရက်ထပ်သွားတယ်။မိများမိမလား။ပြန်လာတယ်။လုံးဝမမိဘူး။အဲ့ဒီရက်ပေါင်းဘလောက်ထိကြာသလဲဆိုတော့အဲ့ဒီအဖိုးကြီး မမိတာငါမမိပဲနဲ့ဘာမှမပါပဲနဲ့အလွတ်ကြီးပဲပြန်လာခဲ့တာ80နဲ့4ရက်တဲ့နော်84ရက်လုံးလုံးငါတကောင်းမှမမိဘူးဆိုတော့ तू ဘလို့နေထိုင်စားတော့မလဲစဉ်းစားတာကြည့်ပြီးတော့အဲ့ဇက်ကောင်အဖိုးကြီးတယောက်ရဲ့နောက်ထပ်သူ့ကိုကူနေတဲ့အသက်10နှစ်ကျော်ကျော်အရွယ်ပေါ့နော်10နှစ်နဲ့14နှစ်ဒါတို့အရွယ်လေးပေါ့နော်အရွယ်ကောင်းလေးပေါ့လူငယ်ကလေးတယောက်နော်အဲ့လူငယ်လေးတယောက်ရဲ့ဇက်လိုက်ကအခု2ယောက်ဖြစ်သွားပြီနောက်ဇက်လိုက်တယောက်ကတော့ငါးကြီး ငါအကြီးကြီးပေါ့နော်အဲ့3ယောက်ပဲပါတယ်အဲ့3ယောက်ပဲပါတဲ့အတွေ့အဲ့ဒီဝတ္ထုလေးငါဖမ်းတဲ့ဝတ္ထုဆိုတာပင်လယ်ပြင်စွန်စားကန်းပေါ့စိတ်ဝင်စားကြကောင်းပါတယ်ဒါပေမဲ့ဖမ်းတဲ့သူဟာစက်ကရိယာတွေလည်းမပါဘူး तू ကလူအိုကြီးတယောက်ခါကန်ကန်အယိုးပြိုင်ပြိုင်ပိန်ပိန်လှီလှီသူ့ရဲ့လက်မှာပင်လယ်ဆိုတော့လေတအားတိုက်တယ်နေရာလည်းတအားပူတယ်လေစားငံရေးတွေကလည်းသူ့စီကိုဒီ လက်ကိုတကိုယ်လုံးကိုလာပြီးတော့ပက်တဲ့အခါကျဒီလက်ဒီတပြင်လုံးဟာအကွက်အကွက်နဲ့အရေပြားကင်စာခဲ့သူအကွက်အကွက်တွေရှိနေပြီးတော့ရားနာတွေနာတဲ့အနာတွေကလည်းအများကြီးပဲသပင်ကလည်းဖြူနေပြီ၊တွားကလည်းကျိုးခါကန်ကန်လောကကြီးရဲ့နောက်ဆုံးအချိန်ရောက်နေတဲ့အဖိုးကြီးတယောက် သူ့မှာရှိနေတဲ့ဇနီးတွေဟာကွယ်လွန်သွားခဲ့တာကြာပြီအရင်တုန်းကဆိုရင်သူ့ရဲ့ဇနီးတွေရဲ့ဓာတ်ပုံကိုသူ့အိမ်ရဲ့ထရန်လေးမှာသူချိတ်ထားတယ်ဒါပေမဲ့အဲ့ဒါလေးကြည့်ပြီးတော့အထီးကျန်တာပို့ပို့ပြီးခံစားရလွန်းလို့အရင်ကတော့ဒီဓာတ်ပုံလေးကြည့်ပြီးသူအလွမ်းဖြေတာပေါ့ကွယ်ဒါမဲ့နောက်ပိုင်းကျတော့ကြည်ရင်ကြည်ရင်ကနေကိုယ့်ရဲ့ဘဝဟာဆိုးလိုက်တာဆိုတော့လွမ်းလိုက်တာဆိုတော့စိတ်ကပို့ပို့ပြီးခံစားရတော့အဲ့ဓာတ်ပုံကိုဖြုတ်ပြီးတော့သူခေါင်းအောင်အောက်မှာတင်းထားခဲ့တာကြာပြီတဲ့ဒါသူ့ဖိုးကြီးရဲ့သူ့ရဲ့ဘဝသူက ပင်လယ်ပြင်ကိုငါးတော့တော့ဖမ်းတယ်ဒါပေမဲ့ရက်40လောက်အထိတော့ဒီကလေးလေးသားတို့အရွယ်ပေါ့နော်သူ12နှစ်10နှစ်လောက်အရွယ်ကလေးလေးကတော့လိုက်ပါလာတယ်အဖိုးကြီးကိုလည်းတိတ်ချစ်တယ်အဖိုးရတို့ငါးဖမ်းနီးတွေပါသင်ပေးတယ်ပေါ့နော်အဲ့တော့ဒါပေမဲ့ရက်40တိတိပင်လယ်ပြင်ထွက်သွားလိုက်ပြန်လာလိုက်ထွက်သွားလိုက်ပြန်လာလိုက်ငါကလည်းတကောင်းမှမရတော့ဒီဖိုးကြီးဒီအင်မတန်လက်မကောင်းတော့လက်တိတ်တော့အဖိုးကြီးပေါ့နော်ကံမကောင်းတော့အဖိုးကြီးလို့အလုံးကယူဆပြီးတော့ဒီကလေးလေးရဲ့ဖခင်ကမင်း ဒီဘိုးကြီးနဲ့မလိုက်နဲ့တော့မင်းတခြားလှေနဲ့လိုက်တော့အော်ဒီလှေကတော့မင်းအတွက်ကန်ကောင်းလိမ့်မယ်ဆိုပြီးတော့တခြားလှေကိုအတင်းဆွဲပြီးတော့တခြားလှေကိုပို့လိုက်တာရက်60မြောက်မှာအဲ့တော့ကလေးကတခြားလှေကိုလိုက်သွားတယ်တကယ်လဲအဲ့သူလိုက်သွားတဲ့3-4ရက်မြောက်အတွင်းမှာပဲအဲ့ဒီလှေကငါဖမ်းမိတယ်ငါဖမ်းမိတော့ငါရောင်းတယ်ကလေးကိုလည်းဟိုမုံဘိုးပညာများများပေးလို့ရတာပေါ့အဲ့တော့ဖိုးကြီးက60ရက်မြောက်ထီအောင်ဒီကလေးနဲ့နေခဲ့ပြီမယ်နောက်ပိုင်းကျတော့ဒီကလေးကလည်း သူ့ကိုစွန့်ခွာသွားတယ်သူစွန့်ခွာခြင်းလို့တော့မဟုတ်ဘူးအဖေဆိုတော့ကျွန်တော်တဲ့အဖိုးရဲ့အဘရဲ့တဲ့အဘနဲ့အတူတူနေကျင်တာပေါ့ဒါပေမဲ့လည်းအဖေဆိုတော့တိရမလားတဲ့ကျွန်တော်ကကလေးလေးတဲ့အဖေစကားနားထောင်ရတာပေါ့ဟုတ်ပါတယ်တဲ့မင်းလည်းရတဲ့နေရာသွားပေါ့တဲ့အဲ့ဒီကလေတွေလည်းငားတွေအများကြီးရပါစေလို့ငါဆုတောင်းပေးပါတယ်ငါလည်းငါငါတယောက်တည်းဖြစ်ပါတယ်သူ့မှာအကူမရှိတော့ဘူး52ရက်မြောက်ကစပြီးသူ့ဟာသူပဲသွားတော့တယ်သူ့လေလေးကခက်သေးသေးလေးပဲเนาะအဲ့ဒီလေးမှာဘာပါလဲဆိုတော့မိန်း မိန်ဆိုတာငါးဖန်းနဲ့မိန်ပေါ့နော်အဲ့မိန်ပါတယ်ပြီးတော့အဲ့မိန်နဲ့ဆက်ထားတဲ့ကျိုးအဲ့ကျိုးကတော့အဝေးအထိအောင်ငါ့ကိုတကယ်လို့ငါကမိန်နဲ့စိုက်မိပြီးတော့ထွက်ပြေးသွားရင်ပြန်ဆွဲယူဖို့ကျိုးကြီးတချို့အဲ့ဒါပါတယ်။နောက်သူလေနဲ့သွားတဲ့အချိန်မှာနည်းနည်းဆိုင်စားဖို့ပေါ့။ဘစ်ကစ်မုတ်လေးလိုလိုပါလိုလိုပေါ့။ရေအကြည်လေးလိုလိုအဲ့ဒါမျိုးလေးတွေနဲ့ပဲသွားတယ်။သွားပြီးတော့ညမိုးချုပ်လို့ပြန်လာတယ်။စိတ်တက်ကြပြီးတော့ပြန်လာခဲ့တယ်။သူ့မှာငါးတကောင်မှမပါဘူး။ အဲ့ဒါဘလောက်ကြာသွားပြီလဲ84ရက်ကြာသွားပြီတဲ့အဲ့ဒီ84ရက်ကြာသွားတဲ့ရက်မှာနောက်တရက်ကူးကန်ဒီအချိန်မှာကလေးကနေ့စဉ်ခဏခဏလာတယ်နော်မနေ့မိုးလင်းလို့ तू သွားကန်နေ तू လဲသူ့လေသွားရမယ်အဖိုးလဲအဖိုးလေသွားရမယ်ဒါမဲ့ तू လုတ်ဆရာရှိတာလေးစာတင်းငားလေးတွေ ငါးစာငါးစာငမြားချိတ်မှာချိတ်ထားတဲ့ငါးစာအဲ့ငါးလေးတွေကိုလိုက်ပြီးတော့ကျတော့ तू ကဝယ်စရာရှိရင်လည်းဝယ်တယ်ဒါမှမဟုတ်သူကိုယ်တိုင်မြားတယ်ပေါ့ပြီးအဖိုးဒါကကျွန်တော်အတွက်ဒါအဖိုးအတွက်လာလာပြီးတော့ပေးတယ်အဖိုးကို तू ကချစ်တာကိုအဖိုးကြီးကိုတခြားကူညီမဲ့သူရှိမှမရှိတာအဲ့တော့အဲ့နေ့ကအဲ့လိုလာတော့အဖိုးမနေရောငါရလာမရဘူးဒါမဲ့အဖိုးဒီနေ့သွားအောင်ပါပဲဒီနေ့85ရက်မြောက်တောင်ရှိပြီ84ရက်နေ့အထိမရတော့လဲ85ရက်မှရခြင်းရမှာပဲ အဲ့ငါပင်လေပင်ကနေဒီတစ်ခေါက်တော့ဟိုးဝေးဝေးထိထွက်မယ်ကွာဝေးဝေးထိထွက်မယ်ဆိုအဲ့ဒါဆိုရင်ねကျွန်တော်ရဲ့လှေပိုင်ရှင်တွေကိုလည်းကျွန်တော်ဝေးဝေးလိုက်ထွက်ဖို့ပြောမယ်တဲ့ဒါမှအဖိုးငါရလို့ရှိရင်ကျွန်တော်တို့ဝိုင်းကူလို့ရမှာပေါ့တဲ့လူငယ်လေးကအဲ့ဒီလိုねအဖိုးကြီးကငါးဖန်းထွက်သွားတယ်85ရက်မြောက်တခြားလုံးဒီဝိတုနဲ့သူကျမတို့ဖတ်နေတဲ့တခြားလုံးမှာလှေပေါ်မှာအဖိုးကြီးတယောက်ပဲရှိတယ် အဲ့တော့ဝိတုဆိုဒီမှာစကားအပြန်လှန်ပြောတဲ့ဝိတုဆိုရင်ကျမတို့ပိုစိတ်ဝင်စားတယ်အခုဒီထဲထဲမှာလှေပေါ်မှာအဖိုးကြီးတောက်ပဲရှိတယ်လှေရဲ့အဖိုးကြီးရဲ့နောက်ပင်လယ်ပင်ကြီးရဲ့ဒါပေမဲ့အဖိုးကြီးကသူ့တောက်သေးပေမဲ့စကားပြောတယ်ဘသူ့ကိုပြောလဲဘေးနားမှာရှိနေတဲ့ရေပြင်ကိုပြောတယ်တိမ်နေကိုပြောတယ်သူ့လှေကိုပြောတယ်တက်မကိုပြောတယ်မိန်းကိုပြောတယ်ဟာဒီနေ့ကတော့ဟာကောင်းငင်ကြီးကမှုန်းလာလိုက်တာမုံတိုင်းတော့ကြတော့မှာပဲဟေးဆိုတာမျိုးသူ့တောက်သေးပြောတယ်အဲ့ကျမတို့တစ်ခါတစ်ခါစဉ်းစားကြည့် လူတွေကကိုတယောက်တည်းနေရတဲ့အချိန်မျိုးမှာတယောက်တည်းဆိုပြီးတော့အားငယ်မဲ့အချိန်မျိုးမှာတယောက်တည်းစကားပြောကြည့်ရတယ်။အဲဒါပေမဲ့လည်းစကားပြောတဲ့နေရာမှာတန်ကြဲကြဲကြီးတော့မပြောနဲ့ပေါ့နော်။အတန်ကြဲကြဲကြီးပြောလို့ရှိရင်အင်ကအဖေတွေမိတွေကဟာငါသမီးလေးငါသားလေးဘာဖြစ်သွားပြီလဲ။ဘသူနဲ့စကားပြောနေလဲ။ညတကောင်ကြီးမှာထထိုင်ပြီးတော့စကားပြောနေငါဒီစာမွဲကိုအောင်ကိုအောင်ရမယ်။ဒါတော့ကပြဿနာမရှိသေးဘူး။အမင်းကဘာလို့ဒီလောက်ကြီးခက်နေတာရော။ ငါကြည့်ရတာဒါသုံးခေါက်မြောက်ရှိနေဘာလို့မရသေးတာရောဆိုရင်တော့တယောက်နဲ့စကားပြောနေတဲ့ချင်းပြီးအဖေကလာချောင်းရင်ချောင်းမှာပေါ့နော်ကြည့်လိုက်တဲ့ခါကျတော့ကိုရဲ့စာအုပ်ရဲ့နှစ်ယောက်တည်းရှိတယ်ဒါပေမဲ့တခါခါကျအဲ့လိုပဲပြောမိတယ်ပြောစရာလူမရှိရင်စာအုပ်ကိုဖြစ်ဖြစ်ပြောတယ်ဘာလို့ဒီစာတရားတလောက်ခက်နေမင်းကပဲခက်နိုင်မလားငါကပဲဖတ်နိုင်မလားအဲ့ဒါမျိုးကကိုကိုကိုပြောရတာအခုလေအဖိုးကြီးကအဲ့လိုပဲပြောတာပြောရင်ကနေပြီးတော့ငါတေးသေးလေးတွေတွေ့လိုက် ဖမ်းမယ်လို့လိုက်ငါကလွတ်သွားလိုက်နေနောက်ဆုံးတော့ သူကသူ့စီမှာ90ရှိတယ်အဲ့90ရှိတော့ဒီ9ရဲ့ဟိုစူးတောင်တို့ဘာလို့ဆိုလဲလူမြင်သားပါတယ်ရှက်ကားတွေပါတယ်ကြည်ဘူးတယ်မလားငမန်းကားတွေပါတယ်လေဩငမန်းကားလာတော့မယ်ဆိုဒရိုက်တာကကျမတို့ကိုအဲ့ငမန်းစူးတောင်လေးပေါ့နော်စူးတောင်လေးကတရရဲ့ကိုယ်စီကိုပြေးလာနေတာဒါမှမဟုတ်ရင်လောက်ဖက်ကနေပြီးတော့တရရဲ့ပြေးလာနေတာအဲ့လိုပြေးလာပြီဆိုရင်ကျမတို့ကအောက်ကနေမယိုးမယွနဲ့ဟာကောင် မင်းကသာမသိတာနောက်ကမင်းငမန်းလာနေပြီဗျကွာပရိသတ်ကသိတယ်ဇက်ကောင်ကမသိဘူးလေတခါခါကျဆွဲလို့သာဆွဲလိုက်တယ်ဝုံငင်းနဲ့သာဆွဲလိုက်တယ်ဇက်ကောင်ကတခါတည်းတန်းလန်းပါသွားကိုကတော့သိတယ်မချစ်မရဲနဲ့ဟုတ်တယ်မလားအဲ့လိုပရိသတ်ကစိတ်ဝင်စားအောင်ဒရိုက်တာတွေကပြတ်တက်တယ်အခုဒီထဲမှာလည်းအဲ့လိုပဲငါးတကောင်ကိုသူတွေ့သွားတယ်တွေ့တဲ့အခါမှာသူ့ရဲ့မိန်းနဲ့သူရသမျှပထမတော့ဘာလို့တွေ့လဲဆိုတော့ကြိုးလေးနဲ့ချရပြီးတော့ကျတော့ပင်လေပင်နဲ့မှဖြည်းဖြည်းလေးမောင်းနေတာအဲ့တော့သူကအဲ့ကြိုးထဲမှာ စာတင်းငားတွေပါတယ်အဲ့ငားကလည်းသူဝယ်ထားရတဲ့ငားဖန်ထားရတဲ့ငားငားကလည်းတော်တော်ကြီးတယ်အဲ့ငားကိုဟိုဘက်ကငားဟပ်လိုက်တာဟပ်ပြီးတော့ကျတော့ဟပ်ပြီးတာနဲ့တပြိုင်တည်းထဲဒီငမားကြိတ်ကငားရဲ့ဘဟက်မှာသွားဆိုင်ပြီးသွားဆိုင်တော့ချက်ချင်းသူခါထုတ်လို့မရတော့ပြေးတာပေါ့နော်အဲ့လိုပြေးတဲ့အခါမှာကိုကငားကိုဆွဲယူပါတာအဲ့တော့ဆွဲယူရတဲ့အခါကျတော့သူကငားပြေးပြီဆိုတာနဲ့တပြိုင်တည်းသူတိလိုက်တယ်ဟာဒီတခါတော့85ရဲ့မြောက်နေ့မှာငါတော့ငားမိပြီအဲ့ငါတော့ငါရပြီဆိုပြီးတော့ ါမဲ့သူတင်ထားတဲ့ငါအကောင့်တဲ့ဒီငါပိုကြီးတယ်ပိုကြီးတဲ့အခါကျတော့သူကစွဲနေရင်ကနေပြီးတော့သူ့ရဲ့လှေကငါရဲ့နောက်ကိုပါသွားတယ်လှေလေးကတည်တည်လေးငါရဲ့အကြီးကြီးပဲဘလောက်ကြီးသလဲဆိုရင်သူ့လှေတဲ့နှစ်ဆသုံးဆလောက်အပြန်ကြီးတယ်ကြီးတယ်တော်တော်ကြီးကိုကြီးတဲ့လှေငါအဲ့တော့အဲ့ဒီငါကြီးကိုသူကဟာဒီလောက်ကြီးတဲ့ငါကြီးဆိုတော့ဟာငါမင်းကိုတော့ တီတီချာချာဖမ်းမှရတော့မယ်ငါကွာဟိုတငယ်လေးအဲ့တငယ်လေးနာမည်တောင်ကျမမေ့သွားပြီမနိုလင်လားပါလားမသိအဲ့ကောင်လေးပါလာရင်ကောင်းပါပဲတစ်ဖက်ကနေဆွဲဟိုကလည်းတစ်ဖက်ဆွဲခုတော့ငါတယောက်တည်းကိစ္စမရှိပါဘူးငါတယောက်တည်းလည်းမင်းကိုမိအောင်ဖမ်းနိုင်ပါတယ်ပေါ့နော်ပြီးတော့လှေဦးမှာသူကငါ့ကိုဖမ်းသို့တော့ငါကသူ့ကိုပြေးတာမှပြေးရုံနဲ့မကအောင်ပတ်ချလဲနေသေးတယ်အဲ့တော့လှေကငါရဲ့နောက်ကိုလိုက်ပါသွားတာတွေးကြည့်လိုက်ရင်ကြောင်မြန်ကြီးနော်ငါ့ကိုဖမ်းနေတဲ့သူကငါရဲ့နောက်ကနေကတော်ကမျောလိုက်နေရတဲ့အဖြစ် ငါကြီးကကြီးလွန်းတော့အဲ့တော့အဲ့လိုလိုက်ရင်းကနေပြီးတော့ငါကြီးကိုမောအောင်လုပ်မယ်ပေါ့တကယ်တော့ငါကမမောဘူး तू ကမောနေပြီနော် तू ကမောနေပြီဒါဆိုသူ့လေရလဲအပေါက်ပေါက်အပြဲပြဲတွေနဲ့သူ့ရဲ့ရှိတဲ့ဒီလေမှာငါဖမ်းလေမှာလဲရွက်လေတက်တာကိုအဲ့ရွက်တက်တော့အဲ့ဒီရွက်ကလဲအပိုင်းပိုင်းအဆအဆအစုပ်အပြဲတွေနဲ့ဆိုတော့လေတိုးလို့ရှိရင်ဘက်လက်ဘက်လက်မီးနေတယ်အဲ့ဒီဒီငါဒီဒီဒီ ရွက်လှရွက်လှင်ထားတဲ့အဝတ်အဲ့ဒီအဝတ်ကလည်းအဖာတရားတည်နေလို့ပေါ့နော်အဖာတရားအဆက်တရားနဲ့အဲ့တော့ပုံစံကြည့်လိုက်လို့ရှိရင်သူကငါ့ကိုဖမ်းနေတာနဲ့မတူဘူးသူ့ကိုငါကဖမ်းနေတာနဲ့တူတယ်သူနောက်ကနေပြေးလိုက်ရတာပေါ့အဲ့လိုမောလာတယ်ဒါပေမဲ့လည်း तू ကလည်းဇွဲမလျှော့ဘူးဘလောက်လောက်ကြာသွားလဲညရောက်သွားတယ်ညရောက်လဲ तू ဇွဲမလျှော့ဘူးငါကလည်း သူပေးနေဘာလို့ဆိုတော့ तू ကကျိုးကိုဆွဲထားတာကိုဆွဲထားတော့ငါကလွတ်တော့မလွတ်ဘူးဒါပေမဲ့ဖြစ်နိုင်တဲ့လောက်တော့ तू ပြေးနေတော့မယ်အဲ့ဒီငါးကြီးကိုငါနောက်တနေ့ကျရင်ငါဘယ်လိုတည်ရပါမလဲပေါ့နော်ငါကြီးတည်ရင်လည်းတည်သွားမယ်ပေါ့မတည်ရင်လည်းငါကျိုးနဲ့ဆွဲရမယ်ဒါပေမဲ့ငါဘယ်လိုလုပ်ရမလဲ तू စဉ်းစားအဲ့လိုစဉ်းစားတဲ့အချိန်မှာကန်ဆိုးကျင်တော့အဲ့ပတ်ဝန်းကျင်မှာသူနဲ့ငါနဲ့နှစ်ကောင်တည်းရှိတာမှမဟုတ်ပဲနှစ်ယောက်တည်းရှိတာမဟုတ်ဘူးဘေးမှာငမန်းနေရာရှိသေးတယ်ငမန်းငမန်းဆိုဒီမှာငါအချင်းချင်းစားတဲ့အသားစားတော်ဝါးတွေပေါ့နော် အဲ့ငမန်းကလည်း၃လေးကောင်လောက်အုပ်ဖွဲ့ပြီးလာတဲ့အခါကျတော့ငမန်းကသူ့ကိုလည်းရံမှုတယ်နောက်သူ့ရဲ့သူရထားတဲ့ငါးကြီးကိုလည်းရံမှုတယ်ငါးကြီးရထားတဲ့ငါးကြီးမှာကသွေးတန်းသွေးနဲ့ပေါ့သွေးတွေယိုးနေတာကိုမိန်တန်းလန်းနဲ့ဆိုတော့သွေးတွေကယိုးနေရောပထမသွေးကဘဟက်ကသွေးနောက်တစ်ခုကသူဒီအရုံမိန်နဲ့သွားပြီးတော့ထုလိုက်တဲ့အတွက်မိန်နဲ့ဒီ level မှာဂုတ်မှာစိုက်နေတဲ့ ခံရအဲ့တော့သွေးနံရရင်ရုပ်ရှင်ထဲမှာကြည့်ဘူးတယ်မလားသွေးနံရရင်ငမန်းတွေကလိုက်လာတယ်အဲ့တော့အဲ့ငမန်းလင်းငါးကောင်ကဝိုင်းပြီးတော့အဲ့ငါးကြီးကိုကိုက်ကြတာကိုက်ကြတော့သူကငမန်းတွေကိုသူကလိုချင်တာငါးလိုချင်တာလေငါးလိုချင်တော့ဒီငမန်းကို6ထုံးမှရမှာငမန်းတွေကိုသူထွက်သွားငမန်းနေရလေဘယ်ရမလဲဒီလောက်အဖိုးကြီးလောက်ကတော့အသာလေးပေါ့နော်အဲ့တော့လှဲ့ပတ်ပြီးတော့ချောင်းပြီးတော့ဟိုဘက်ကတကိုက်ကိုက်လိုက်ငါးကြီးကဆက်ဆက်ခါသွားလိုက် ယုံလိုက်နာသွားတာကိုငမန်းကြိုက်ပြီဆိုတော့ငါနာသွားတော့ယုံတယ်ယုံလိုက်တဲ့ခါကျသူ့လေးလေးရပါငါကြီးနဲ့တူလိုက်သွားလိုက်သူ့မှာအဲ့ဒီဒီထဲထဲမှာချားလဲလိုက်နာ၃ရက်လောက်၃ညလောက်ကြာသွားပြီးတော့နောက်ဆုံးသူ့လဲခြေကုန်လက်ပန်းကျကျိုးနဲ့ဆွဲရလွန်းလို့လဲသူ့ရဲ့လက်တွေကပွန်သွေးတွေတန်တွေထွက်သူအလဲလဲပြို့ပြို့ဖြစ်လို့ခေါင်းနေပါတွေကလဲဒီအောက်မှာဒဏ်ရာတွေနဲ့ရဒါမဲ့သူကလဲဇွဲမလျှော့ဘူးငါကြီးကလဲဇွဲမလျှော့ဘူးနောက်ဆုံးကျတော့ငမန်းနေရလဲအဲ့ဒီငါကြီးကိုညတကောင် သူမှေးနဲ့အိတ်လိုက်တဲ့အချိန်မှာငမန်းကလာဆွဲသွားလိုက်။တစ်ခါသူပြန်ထပြီးတော့ငမန်းနေကိုလှော်တက်နေ။နောက်ဆုံးအဲ့လှော်တက်ကလေသူ့မှာရှိနေတဲ့တချောင်းနဲ့တော့လှော်တက်။အဲ့တချောင်းနဲ့တော့လှော်တက်တောင်မှပါသွားတယ်။ပါသွားတော့သူဘာမှလုံးလို့မရတော့ပေါ့နော်။ဘာနဲ့ပဲရမလဲလက်နဲ့ပဲရက်ရင်ရက်ရမှာပေါ့နော်။အဲ့တော့အဲ့လိုနီးနေနောက်ဆုံးမှဘာဖြစ်သွားလဲ။နောက်ဆုံးမှာရှိသမျှငါးကြီးငါးကြီးလည်းတည်သွားတာပေါ့နော်ရှိသမျှငါးရဲ့အသားတွေအကုန်လုံး ငမန်းနေရအကုန်လုံးစားလိုက်တဲ့အခါမှာပြည့်သွားတဖြည်းဖြည်းနဲ့ငါးရက်သေးသွားတဲ့ခါကျသူဆွဲရတာပိုလွယ်တာပေါ့နော်ပိုလွယ်တော့ငါးကြီးကမပြေးတော့တဲ့အတွက်ငါ့ကိုသူဆွဲလာရင်းနဲ့ကန်းဆက်စီကိုတော့သူတဖြည်းဖြည်းနဲ့လာနေပြီဟိုးအဝေးကြီးကနေကန်းဆက်စီကိုလာတော့လဲငမန်းနေရနောက်ကနေလာလိုက်သူခြောက်ထုတ်လိုက်ထွက်ပြေးလိုက်ပြန်လာလိုက်နဲ့နောက်ဆုံးတော့ကန်းဆက်နာကိုသူရောက်လာပြီရောက်လာတဲ့အခါမှာငါးကြီးကိုကြည့်လိုက်တော့ငါးကြီးကတော့ကျိုးတန်လန်းကြီးနဲ့တော့ပါလာပါရဲ့မိန်တန်လန်းကြီးနဲ့ပါလာပါရဲ့ ဒါပေမဲ့လည်းငါးမှာအသားမရှိတော့ဘူးရှိသမျှအသားတွေအကုန်လုံးကငမန်းစားပြီးသွားပြီအဲသူ့မှာဘာပဲရတော့လဲအယိုးကြီးပဲရတော့တယ်ဒါပေမဲ့အဲ့ဒီအယိုးကြီးကိုပဲသူကပြန်သေးလာတယ်သူ့တကိုယ်လုံးလည်းဒဏ်ရာဒဏ်ချက်တွေနဲ့သူရောက်လာတယ်ရောက်လာပြီးတော့အဲ့ကျိုးကသူကလေမှာကျိုးချီထားတာဟုတ်အဲ့ဒီအယိုးကြီးနဲ့ပဲဒီယိုးကြီးကိုသူဘာလို့ရမှာလဲသူလိုချင်တာငားတဲ့အသားတွေဒီအသားတွေကိုတော့ငါမြို့တက်ပြီးရောင်းလိုက်မယ်ပြီးရင်တော့စားသိပ်ထားမယ်ဒါမှမဟုတ်စားတင်းပေါ့စားတင်းစားငားတက်တာပေါ့နော် အဲ့လိုစီတွတ်ဘူးလုံးမယ်ရောင်းလိုက်ရရင်တော့ငါ့မှာပတ်စံနေအများကြီးရမှာပဲဆိုတော့စိတ်နဲ့လာခဲ့တော့လဲပဲနောက်ဆုံးမှာဘလောက်ထိ84ရက်တိအောင်သူမရခဲ့တဲ့ငါ85ရက်မှာရတော့လေနောက်3ရက်ကြာလို့ပြန်လာတဲ့ခါမှာငါသည်အယိုးအခွန်တက်တက်ရှိတော့တယ်ဒါပေမဲ့သူအဲ့ဒါကြီးကိုပဲသူစိတ်သက်မကြဘဲနဲ့ဒီတိုင်းပဲတည်လာတယ်အိမ်သားရောက်တော့သူမမနိုင်ဘူးဒီအယိုးကြီးတောင်သူမမနိုင်ဘူးအဲ့တော့လူတွေကိုသူခေါ်ရမယ် ဒါပေမဲ့လူတွေကသူ့ကိုဟာတာလောက်ကြမယ်ဟာခမငါသွားဖမ်းတာဆိုငါယိုကြီးဖမ်းလာတာပါလားလို့ဒါပေမဲ့ तू အဲ့ဒါကိုလည်း तू စိတ်မပြက်ဘူးပင်ပန်းလွန်းလို့ငါယူထားခဲ့ပြီးတော့ကဲပါလေဘာပဲဖြစ်နောက်ဆုံးတော့ငါငါးကြီးကိုဒီအိမ်တော့အယိုးကြီးပဲတော့ငါတဲလာနိုင်သေးတယ်ဆိုတရွေ့ရွေ့နဲ့သွားပြီးသူ့ရဲ့တဲဘော်ကိုရောက်တဲဘော်ရောက်တဲ့အခါခေါင်းနဲ့ခေါင်းနဲ့ထိလိုက်တာနဲ့တပြက်နဲ့တခါတည်း तू အိပ်ပျော်သွားတယ်တညာလုံးပေါ့ နောက်ဒီနေ့မနေ့မိုးလင်းတဲ့အခါကျတော့ရွာသူရွာသားတွေကသူ့နားမှာလာကြတယ်။နောက်ဆက်သွားလူငယ်လေးကလည်းသူ့နားမှာလာပြီးအဘညတော့ငါငါအကြီးကြီးမိခဲ့တာဆိုအတူထထိုင်ကြတယ်ထထိုင်ပြီးလူတွေကလည်းအဲ့မှာရွာသူရွာသားတွေကလုံးဝစိတ်ဝင်စားသွားပြီးတော့အဘမိလာတဲ့ငါးကြီးဆိုပြီးတော့သွားကြည့်တော့အယိုးကြီးပေါ့ဒါပေမဲ့အဲ့ဒီအယိုးကြီးပဲသူကတိုင်းကြည့်ကြတာတိုင်းကြည့်ကြတဲ့ခါကျသူ့လှေရဲ့၃ဆလောက်ရှိနေတာဟုတ်အအားလုံးပေါင်းလိုက်တဲ့ခါကျကျမမှတ်မိတဲ့လောက်ဆိုရင်ပေ20လောက်ရှိမှာပေါ့နော်အဲ့လောက်ငါအကြီးကြီး အဲ့တော့အဲ့လောက်လောက်ငါအကြီးကြီးကိုဒီလောက်ကြီးကိုဒီအဖိုးကြီးတယောက်တည်းဘလို့နီးနေများဒီကိုအရောက်ပဲလာပါလေအမှသတင်းစာတွေကနေသူ့ကိုဟိုဒီဒီသတင်းမီဒီယာတွေလည်းရောက်လာကြတာပေါ့နော်ရောက်လာပြီးတော့အမှလက်ဖက်ရည်ဆိုင်မှာလည်းသူ့အကြောင်းပြောနေကြတယ်အဲ့ချိန်မှာအဖိုးကြီးကတော့အိတ်ပြောနေတယ်ငါကြီးကိုသူမိလာခဲ့ပြီဒါပေမဲ့သူ့အိတ်မဲ့ထဲမှာသူဘာတွေမဲ့နေလဲဆိုတော့သူငယ်ဘဝတုန်းက နေရောင်တောက်တောက်အောက်မှာသူဆော့ပြေးကစားတဲ့အချိန်လေးတွေကိုသူတတိယပြီးတော့အောက်မေ့တန်းတနေတယ်။ဇလန်းလေးကအဲ့ဒါပဲ။ဇလန်းမှဆိုရင်ဒါဟာအောင်မြင်မှုလို့ပြောမလားဆုံးရှုံးမှုလို့ပြောမလား။အောင်မြင်မှုလို့ပြောမယ်။ဒါမဲ့ဆုံးရှုံးမှုလို့လည်းပြောလို့ရနိုင်တယ်။သူလိုချင်တာငါအရှင်သို့မဟုတ်ငါအသားရခဲ့တာကငါအယိုးကြီး။ငါအယိုးကြီးကိုသူဘာလုပ်လို့ရမှာလဲ။ဒါပေမဲ့ငါအယိုးကြီးပဲဖြစ်ဖြစ်သူရခဲ့တယ်။ ဘယ်ချိန်မှရတာလဲ84ရက်မြောက်ကြာဆုံးပြီကမှ85ရက်မြောက်မှရခဲ့တယ်ရတော့လေရပြီဆိုပြီးတော့အောင်မြင်လို့မရသေးဘူးသူ့မှာအခက်အခဲပေါင်းများစွာနေအဲ့တော့ကျမဒါလေးကိုဖတ်ပြီးတော့ကိုယ်စိတ်ထဲထဲမှာကိုယ့်အကူပြန်ပြန်ပြီးတော့အောင်မေ့စင်ကြင်မိတယ်အော်ကျမမှလည်း84ရက်လုံးလုံးမရတဲ့ငားတွေလူကျင်တာတွေပေါ့နော် စည်းစိမ်ဥစ္စာပါခြင်းပါမယ်ပညာပါခြင်းပါမယ်ဂုံတိတ်ခါပါခြင်းပါမယ်ဒါတို့ဆိုရင်တော့ပညာပေါ့နော်အဲ့ဒါတွေကိုတစ်ခါတစ်ခါကြတော့မလွတ်အပ်ဖဲနဲ့စွန့်လွတ်လိုက်ရတာမျိုးမထင်မှတ်ဖဲနဲ့စွန့်လွတ်လိုက်ရတာမျိုးရှိတယ်ဒါပေမဲ့84ရက်မြောက်မှာ तू စွန့်လွတ်လိုက်လို့ရှိရင်85ကိုမရှိလာဘူးဆိုရင်သူ့ဘဝမှာဒီ9ကြီးလည်းရမှာမဟုတ်ဘူးအဲ့တော့ကျမတို့ဒီမတင်မချင်းလောက်ဆရာရှိတဲ့အလုပ်ကို လုပ်ကိုလုပ်ရမယ်ဆိုတဲ့အမြင်ဩလောကကြီးမှာ ငါရဲဆိုးတဲ့ဘဝတွေရှိပါလားအဖိုးကြီးကိုကြည့်ငါမှတစ်ခါတစ်ခါငါအသားတက်ကလေးပါလေငါဘဝမှာရသေးတယ်ဒီဖိုးကြီးဆိုငါအသားတက်တော့မရဘူးဒါပေမဲ့ तू လှုပ်ရှားရှိတာကိုလှုပ်တယ်ဆိုတဲ့စိတ်အဲ့လိုမျိုးအတိရအောင်ကျမတို့ကအဲ့ဒီစာလေးကိုအဲ့ဒီလိုဖတ်ရတယ်အဲ့လိုဖတ်တဲ့အခါကျမှကျမတို့ဘဝနေနီးနေသားထိုင်းသားရှိတာမဟုတ်လို့ရှိရင်နေသားထိုင်းသားမရှိဘူးလောကကြီးမှာသားတို့သမီးတို့ဒီအများကြီးကြုံရအောင်မှာ ကောင်းတာတွေလည်းကြုံရမှာဒီကြားထဲမှာကန်ဆိုးရင်ဆိုးတာလေးတွေကြားညှက်တတ်တယ်ဘာလို့လဲဆိုတော့လောကကြီးမှာအဆိုးနဲ့အကောင်းဆိုတာနွေအတူတူတွန်တွဲနေကြတာအဲ့တော့အကောင်းကိုရတဲ့အချိန်မှာကိုယ့်ကိုယ်ကိုထိနှံရမယ်အဆိုးကိုရတဲ့အချိန်မှာလည်းအဲ့အဆိုးကနေပြန်ယုံထွက်ပြီးတော့စိတ်ဓာတ်မကြဘူးလို့တယ်အဲ့လိုနည်းနဲ့ကျမတို့ကစာအုပ်တွေအများကြီးဖတ်ပြီးတော့ကိုယ့်ကိုယ်ကိုအမွေးရပါတယ်